်မင်္ဂလာပါရှင်ကျမကတော့ချူချူဆမ်းပါ DPPU မြန်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါရမယ်ချင်းပြည်နယ်ရဲ့ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ဖလန်းမြို့နယ်တစ်ခုလုံးကိုအပိသက်တိုက်ခိုက်သိမ်းပိုက်ရလိုက်ပြီလို့ချင်းကြီးနောင်တပ်ဖွဲ့ကဧပြီလ9ရက်နေ့မှာထုတ်ပြန်ကြေညာပါရယ်ဖလန်းမြို့မှာနောက်ဆုံးကျနေတဲ့ခလာရ258တရင်ကုန်းကိုပြီးခဲ့တဲ့ရက်ပိုင်းက အပိသတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့လို့ဖလန်းမျိုးဟာစစ်ကောင်စီကင်းစင်နေမည်ဖြစ်သွားပြီလို့ခြေအမျိုးသားကကွယ်တပ်စီယန်ိုစီအန်ဒီအက်ရဲ့ပြန်ကြားရေးတာဝန်ခံကပြောပါရယ်တပ်ပွဲကာလာက9လလောက်ကြာခဲ့ပြီးတပ်ပွဲကာလာမှာစစ်တပ်ကဖလန်းမျိုးမကြစေဖို့ခလာရ968တိုက်ရင်ကအင်အားတွေအပြင်ပြီးခဲ့တဲ့နှစ်ဒီဇင်ဘာလအထဲမှာခလာရ89ကစစ်ကူအင်အားတရာဝန်းကျင် အခုနှစ်မလအထဲမှာလည်းတမခွန်ခွန်ရဲ့လက်အောက်ခံ ခလာရ391ကစစ်ကူအင်အား100နီးပါးကိုအချိန်ကြိမ်ဖြစ်တင်ခဲ့ပေမဲ့အခုလိုတရင်ကုန်ကြရှုံခဲ့တာလည်းဖြစ်ပါတယ်။ချင်းပြည်နယ်ရဲ့ဒုတိယအကြီးဆုံးခရိုင်မျိုးဖြစ်တဲ့ဖလန်မျိုးသိတပ်ပွဲနဲ့ပတ်သက်ပြီးစစ်ကောင်စီဘက်ကတော့တရင်ထုတ်ပြန်တာမရှိသေးပါဘူးရှင်။ AR တိုင်းငပုတော်မြို့နယ်မှာစစ်ကောင်စီခန့်အထွေမှုကတကြံအတွက်ဆိုကတအိမ်ကိုကျပ်နှစ်ထောင်အထိ ကောက်ခံနေတယ်လို့ဒေသခံတွေကပြောပါတယ်။ တင်းထန်ငလင်ကြောက်တကြမှာပြိုပွဲရှင်မွဲတွေမပြုလုပ်ကြဘို့စစ်ကောင်စီတပ်ကညွှန်ကြားထားပေမဲ့ငပုတော်မြို့နယ်တောင်ပိုင်းမှာစစ်ကောင်စီခန့်အုတ်ချုပ်ရဲမှုဦးမိုးကျော်ကဦးဆောင်ပြီးတကြံပွဲတော်ကျင်းပဖို့အတွက်တအိမ်ကိုကျပ်နှထောင်ထိကောက်ယူနေတာလို့ဆိုပါတယ်တအိမ်ထောင်ကိုကျပ်နှထောင်မဖြစ်မနေထည့်ခိုင်းတာဖြစ်ပြီးရွာတွေမှာကအုတ်ချုပ်ရဲအဖွဲတွေကကောက်ကမြို့ပေါ်မှာတော့အုတ်ချုပ်ရဲမှုကိုယ်တိုင်ကောက်တယ်လို့ဒေသခံတယောက်ကပြောပါတယ်ငပုတော်မြို့နယ်မှာအခုနှစ်တကြံပွဲလုပ်ဖို့ငွေကောက်နေတာအပြင် စစ်ကောင်စီတပ်နဲ့နှိဆက်သူတွေရဲ့နေအိမ်တွေမှာတကြံမှန်တက်တွေပါစောက်ထားကြတယ်လို့ဒေသခံတွေစီကသိရပါတယ်ရှင်အားပြင်းကလင်တန်ကြားမှာအကူညီမဲ့ပြီးခက်ခဲဖြစ်နေတဲ့မတန်ဆွမ်းမျိုးသမီးတွေအကြောင်းကိုဒီဇူလိုင်ကသတင်းပေးပို့ထားပါရရှင်။ မြန်မာနိုင်ငံမှာမတ်လ20ရက်နေ့ကလောက်ခတ်ခဲ့တဲ့ရာပြင်းငလင်တန်းကြောင့်ထိခိုက်ခံစားရတဲ့သူတွေထဲမှာမတန်ဆွမ်းမျိုးသမီးတွေလည်းပါဝင်နေပြီးလက်ရှိချိန်မှာအကူအညီလိုအပ်နေရလို့မန္တလေးတိုင်းဒေသကြီးမှာငလင်ဘေးသင့်တန်းခံစားခဲ့ရတဲ့မတန်ဆွမ်းမျိုးသမီးတချို့ကပြောဆိုခဲ့တာပါမတန်ဆွမ်းတွေဟာသဘာဝဘေးမရှိပဲဒီတိုင်းပဲနေထိုင်နေတာကိုထိခိုက်လွယ်တဲ့အုပ်စုဖြစ်တာကြောင့်အခက်အခဲတွေများစွာရှိနေပါတယ်လို့ငလင်တန်းခံစားခဲ့ရတဲ့ကိုလက်အင်ကမတန်ဆွမ်းမျိုးသမီးတယောက်ကပြောပါတယ်ဟုတ်ကဲ့ကျွန်တော်တို့ဒီ အမတန်ဆန်းအလုံးကဒီတိုင်းနေအောင်ကျွန်တော်တို့မှာပါတဘာဝဘေးမှမရှိနေအောင်ကျွန်တော်တို့မှာဆက်ဆက်အများရှိတဲ့အတွက်အဒီတိုင်းဆန်းနာမှုချက်ထောက်ထားမှုအကူအညီပေးတဲ့အခါမှာဒီလိုလူတွေကတခြားလူတွေတပ်ပို့ပြီးမှအလိုအပ်တဲ့နေရာမှာတော့အခုခုဒီကခံစားသွားပြီဆိုရင်အလားအစားအစာကိုလိုအပ်လို့အစားအစာဝင်များတယ်ဆိုရင်တော့အစားအစာနဲ့တခုတည်းတင်မပြီးကျွန်တော်တို့မှာအာဂိကရိယာတွေလိုအပ်တာရှိတယ်နော် ူဝါလေးကိုလိုအပ်တာလေးလည်းရှိသွားနိုင်တယ်။အကူအညီပေးတဲ့ဆိုတဲ့ညမှာတော့အကုန်လုံးကလည်းဟာအကူအညီလိုအပ်နေလိုအပ်နေတဲ့ဌာနမှာအလူအဆုံးပို့ပြီးမှကြီးကခံစားရတဲ့ဒီအဲဒါကြောင့်ဒီမိမထားပါနဲ့လို့သူတို့ဘလို့ပြနေနိုင်လဲဆိုတာလေးလေအဲစိတ်ထဲမှာအမြဲတမ်းရှိနေပေးပါပေါ့နော် အင်အားပြည့်ထန်တဲ့ငလင်လောက်ခတ်ပြီးတဲ့နောက်ပိုင်းမှာလည်းအသေးစားငလင်လေးတွေဇက်တိုင်းလှုပ်လာတာကြောင့်မတန်ဆွမ်းမျိုးသမီးတွေဟာစိတ်အေးချမ်းမနေနိုင်တဲ့ပြင်ကုညီကယ်ဆယ်ရေးတွေလည်းရောက်မလာတဲ့အတွက်မလုံခြုံတဲ့နေရာမှာပဲအဆင်ပြေသလိုနေကြရတယ်လို့ဆိုပါရစေ။မန္တလေးကအမြင်အရမတန်ဆွမ်းမျိုးသမီးတူရဲ့ပြောကြားချက်အရငလင်လောက်ပြီးတဲ့နောက်ပိုင်းမှာဘယ်အဖွဲ့စည်းမှရောက်မလာတာကြောင့်ကိုတူကိုထပဲစိတ်ချလုံခြုံတဲ့နေရာကိုပြောင်းရွှေ့ရတယ်လို့ပြောပါရစေ။ဟုတ်ကဲ့ပါညီမတို့ကငလင်လောက်လောက်ပြီးခြင်းမှာပေါ့နော်ဘယ် အဖွဲ့အစည်းမှလည်းအကူအညီမလာပါဘူးရှင်ညီမတို့ကမမြင်နေဖြစ်တော့တဲ့ကိုထူကိုထားပဲဟိုဘုန်းကြီးเจ้าမှာသွားနေတဲ့အခါလဲကိုထူကိုထားပဲသွားရပါရဲ့ရှင်ညီမတို့ကိုပဲအဖွဲ့အစည်းကမှဟိုကူညီပေးရမှရှိပါဦးရှင်ဟုတ်ကိုရမဲမင်းမင်းချင်းချင်းအဖွဲ့အတောင်မှာကိုစီမဆက်တွဲလာဆိုတခြားအဖွဲ့ကြီးကြောင့်လည်းညီမတို့ ဟိုဆက်တွယ်လာဖို့တကယ်ဆိုညီမတို့ရဲ့ဒီအဖွဲ့အစည်းမမြင်မြင်အတန်မတန်ဟိုမျက်မမြင်အဖွဲ့အစည်းတွေရှိရလေအဲ့ဒီမမတာအဖွဲ့တွေပါဆိုညီမတို့ဆက်တွယ်မလာဘူးလေညီမတို့ကတစ်ဆက်ပြန်ဆက်တွယ်ရမယ်လို့တော့ပြောတာပဲအမညီမတို့လည်းတစ်ခါမှမဆက်တွယ်ဘူးတော့မသိဘူးမဒီဝေးတွေပါထိုင်ဖို့ဆိုတော့ညီမတို့ဖိတ်တယ်လေအမတကယ်တကယ်ဆိုသူတို့ဒါမန္တလေးမှာရှိရဲအာမန္တလေးမှာဘသူတွေရှိတယ်ဆိုရင်ဘာဘာညာညာဆိုညီမတို့ရဲ့နံပါတ်တွေရောဖုန်းနံပါတ်တွေရောညီမတို့နာမည်တွေရောသူတို့စီမှာအသိဉာဏ်ဖြစ်တဲ့အတွက်ရှိရလေအမအဲ့ဒါတွေကသူတို့က ဆက်ဟိုအခုချိန်ကျတော့ဆက်သွယ်မလာသေးဘူးရှင်ဟုတ်မှာမတန်ဆွမ်းဖွဲ့စည်းရေးအနေနဲ့လည်းငလင်တန်းကြုံတွေ့နေရတဲ့မတန်ဆွမ်းသူတွေအတွက်ထောက်ပံ့မှုတွေလက်လန်းမိသလောက်ချိတ်ဆက်ဆောင်ရွက်ပေးတာတွေရှိနေပေမဲ့လည်းမတန်ဆွမ်းသူတွေစီရောက်ရှိမှုနည်းနေသေးတဲ့အခြေအနေတွေမှာရှိနေတာပါလက်ရှိချိန်မှာမတန်ဆွမ်းဖွဲ့စည်းတွေကိုစည်ရင်ပေးထားတာတွေရှိနေပေမဲ့ထောက်ပံ့မှုတွေရောက်မလာသေးဘူးလို့မတန်ဆွမ်းမိသားစုဝင်တွေကပြောပါတယ်။အဲဗရိုက်ဇာအင်းဆိုတာကတော့ဓမင်းလောက်လာဝေးတာပဲရှိတာကျန်တာဘာမှဘလို့ထောက်ပံ့တာဘာညာမရှိသေးဘူး အဲသူတို့ပြောဆက်တော့ဆက်သွယ်ထားတယ်သူတို့ကလူပေါ့ပေါ့ချက်လက်ဟိုသူတို့ဟိုလက်မကြောက်သေးလို့နေမှာပေါ့အဲမမသားတွေဘာတွေကတော့ဆက်သွယ်ထားတာကရှိတယ်ဗျကျွန်တော်တို့ကကဆက်သွယ်တာမဟုတ်ကျွန်တော်တို့လူတငယ်ချင်းနေရာဒီလိုလူပဲလန့်ပြီးတော့စီရင်ပေးလိုက်ဆိုတော့ねကျွန်တော်တို့ကလန့်ပြီးတော့ပြော့ထားတာပေါ့လက်ရှိမှာတော့ငလင်းလောက်ခတ်မှုကြောင့်မတန်ဆွမ်းသူတွေနဲ့ပတ်သက်ပြီးအသက်ဆုံးရှုံးတာတွေထိခိုက်ဒဏ်ရာရရှိတာတွေကိုရေအတွက်တိကျမကောက်ယူနိုင်သေးတယ်လို့လက်ရှိချိန်ထိလည်းစီရင်ကောက်ယူနိုင်မှုခက်ခဲများစွာရှိနေတာပါ ကျွန်မကတော့ဒီဇူလိုင်မှာအမေရိကန်သမ္မတဒေါ်နယ်ထရမ့်ချမှတ်တဲ့အောက်ခွန်မူဝါဒရဲ့အကျိုးတရားမှုကိုရှော့ချရေးညှိနှိုင်းမှုတွေစားဖို့အင်ဖြူရိုစီနိုင်ငံပေါင်း80နီးပါးဆက်သွယ်လာပြီလို့အင်ဖြူရိုပြန်ကြားရေးအတွင်းဝန်ကာရိုလင်းလီဗစ်ကအစ်ပရရှီယာမှာပြောပါတယ်အမေရိကန်လုံသမားတွေကိုအကျိုးရှိစေပြီးကုန်သွယ်ရေးလုံငွေပြမှုကိုကန့်တွဲဖြစ်ရှင်းနိုင်ရင်သဘောတူညီချက်တွေရလိမ့်မယ်လို့လီဗစ်ကသတင်းတောက်တွေကိုပြောပါရယ် ထရမ်ကသူ့အဖွဲ့ကိုဆက်သွယ်လာတဲ့တနိုင်ငံချင်းစီအတွက်အဝင်ခွင့်ကြဖြစ်မဲ့သဘောတူညီချက်တွေရရှိရေးဆောင်ရွက်ကြဖို့ညွှန်ကြားခဲ့ပါတယ်။နိုင်ငံတွေကသူတို့ရဲ့မမျှတတဲ့ကုန်သွယ်မှုအလေးကျင့်တွေကိုပြုပြင်ပြောင်းလဲဖို့နဲ့ကျမတို့ရဲ့နိုင်ငံအတွက်သူတို့ရဲ့ဈေးကွက်တွေကိုလွတ်လွတ်လပ်လပ်ဖွင့်ပေးဖို့ကြိုးပမ်းနေကြပါပြီလို့လည်းလီဗစ်ကပြောပါတယ်။ ထရမ်ဟာဒီဆွနွေးပွဲတွေကိုဥဆောင်ဖို့အတွေ့အမှုချုပ်စကော့ဘတ်ဆန်စ်နဲ့အမေရိကန်ကုတ်သွေးရေးကိုယ်စားလှယ်ဂျီမီဆင်ဂရီယာကိုတာဝန်ပေးအပ်ထားပါတယ်ရှင်။ DPP ရုပ်မြင်သံကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါ။အားလုံးကိုကျေးဇူးတင်ပါတယ်။ကျွန်မကတော့ချေချူဆမ်းပါရှင်။